ကျွန်တော်နောက်ကဘတော်လေးကိုဆက်လက်ပြီးဝန်ခံကြရအောင်အားလုံးစံစာများကိုမျှော်ရအောင်ဒီနေ့သုံးဒါဟာငါစံစာဖြစ်ဖြစ်တယ်သူပြောတဲ့အတိုင်းငါဖြစ်တယ်သူကတင့်မှရှိတယ်လို့ပြောတဲ့ရာအားလုံးငါပိုင်ဆိုင်တယ်အာမင်ယေရှုတင်နဲ့အားလုံးပြန်ထိုင်ကြရအောင် ဒီနေ့ချိန်တိုင်းပြင်ဆင်ပေးတဲ့ဘုရားသခင်နာမတော်ကြီးပုံကြီးပါစေလို့ဆိုတော့ကျွန်တော်ဒီနေ့ဘုရားကိုချစ်လျက်ဘုရားကိုစာငတ်တော် အားဖြင့်ရောက်လာကြတော့သာသမီတယောက်စီတိုင်းပေါ်မှာဘုရားသခင်တာကြီးကောင်းချီးပေးပါစေလို့နှုတ်ကပတော်တဲ့ခဏလေးဆုတောင်းဆက်ကပ်ချင်ပါတယ်ကိုရောယေရှုတင်နေကိုရောအသက်ရှင်သောနှုတ်ကပတော်ကိုဝင်ငှခွင့်ပေးတော်ကြောင့်ယေရှုတင်နေကိုရောရဲ့ဖွင့်ပြခြင်းတွေကိုအတိအကျရရှိပြီးမှ ကောင်းကြီးမင်္ဂလာခံစားပြီးမှပြန်သွားနိုင်ဖို့လုံကကိုရကောင်းကြီးပေးတော်မူပါကျွန်တော်ရဲ့နှုတ်ရှာပါစေကျွန်တော်ရဲ့အတွေးခေါ်နှလုံးသားတွေအားလုံးကိုရကောင်းကြီးပေးတော်မူပါကိုရအသုံးပြုတော်မူပါယေရှုနာမ၌ဆုတောင်းဆက်ကအနံပါဘုရားသခင်အာမင်ဆိုတော့ဒီနေ့အကျွေးမျိုးမျိုးရှိကြပါတယ်နော်တချို့ကလည်းစားကျွေးရှိတယ်တချို့ကလည်းလောင်းစားဝါသနာပါတော့လောင်းစားကျွေးတင်ကြတယ်နော်ဒီခါမှာတချို့ကလည်းမြဲတမ်းရံဖြစ်တယ်ရံကျွေးနော်ရှိကြတယ် ဆိုတော့ဒီအကျွေးတွေကကျွန်တော်တို့ဆက်လို့ရတယ်ဆက်လို့ရတယ်ဥမာစားကျွေးတင်ခဲ့ရင် တနည်းအားဖြင့်ကျွန်တော်အလုပ်လုပ်ရင်းနဲ့လားတနည်းအားဖြင့်ကျွန်တော်ပြန်ဆက်လို့ရတယ်เนาะအလောင်းစားကျွေးစသည်ပြန်ဆက်လို့ရပါတယ်သို့တော်လည်းဒီနေ့ကျွန်တော်တို့ရဲ့အရေးကြီးသောအရာသည်အပြစ်ကျွေးဆိုတဲ့အရာကအရင်အရေးကြီးပါတယ်သင်ရဲ့ဘဝကိုငရဲကိုရောက်စေနိုင်သောအရာသည်အပြစ်ကျွေးပဲဖြစ်ပါတယ်လူတိုင်းဒီနေ့ကျွန်တော်တို့ရှေ့ဆုံးတန်းနေစပြီးတော့မှအကဲ ဖြောင့်မတ်တယ်လို့ပြောနိုင်သလားဆိုပြီးကျွန်တော်တို့တန်းစီပြီးတော့မှဒီနေ့သုံးလေးအစင်းလိုက်သွားမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့မတရရဲတဲ့သူရှိလိမ့်မယ်လို့မထင်ဘူးလောကမှာအားလုံးဟာအပြစ်နဲ့ပြည့်နေနေတော်သူများဖြစ်ပါတယ်ကျွန်တော်မှစ၍ဒီမှာထိုင်နေတော်သူအားလုံးဟာအပြစ်နဲ့မကင်းတော်အပြစ်နဲ့ပြည့်နေနေတော်လူသားများဖြစ်ပါတယ်ဆိုတော့အဲ့ဒီအပြစ်ရဲ့အခဖြစ်တဲ့တနည်းအားဖြင့်ပြောမှဆိုရင်အပြစ်ရဲ့အခဖြစ်တဲ့တေခြင်းကို တွားရမယ့်သူများဖြစ်ကြပါတယ်ကျွန်တော်တို့ဟာဆိုတော့ဒီကျမ်းစာမှာဗာပြောတယ်ဆိုတော့ဟေပြဲခန်းကြီးကိုအငယ်22မှာပြညက်တရားအတိုင်းခတ်သိမ်းသော အရာတို့ကိုကုံမတက်အသွေးအားဖြင့်စင်ကြယ်စီတတ်၏အသွေးမသွန်လောင်းပဲအပြစ်လွတ်ခြင်းမရှိဟာလေလုယာအသွေးမသွန်လောင်းပဲအပြစ်လွတ်ခြင်းမရှိဘူးတဲ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့အပြစ်သားဖြစ်တဲ့အတွက်ကြောင့် အပြစ်ကနေလွတ်ဖို့ရန်အတွက်ဒီတခြားသောအရာနဲ့မရပါဘူးအသွေးသွင်းကိုသွင်းရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဓမ္မဟောင်းမှာကြည့်တဲ့အခါမှာနော်အပြစ်ကြီးရင်ကြီးသလိုရစ်ကောင်ကကြီးတယ်အပြစ်ငယ်တဲ့အရာလေးဆိုရင်တော့ဂျိုးကလေးငှက်ကလေးစသည်အပြင်အဲ့ဒီအကောင်လောက်နဲ့ရတယ်အပြစ်ကြီးကြီးမမသူများအသက်ကိုတေလောက်တဲ့အထိ ြုတ်ခဲ့ပြီဆိုရင်တော့သင်ဟာကြီးမားတဲ့အကောင်ရစ်ကောင်ကိုပူဇော်ပြီးတော့မှဘုရားသခင်စီမဝင်ချတောင်းပန်ရတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကတခါလုတ်တဲ့အခါတိုင်းမှာအမြဲတမ်းလုတ်ရတာဖြစ်ပါတယ်ပြစ်တခါလုတ်မိလိုက်တခါပြန်ပြီးမှဝင်ချလိုက်အဲ့လိုလုတ်ရတာဖြစ်တယ်တမဟောင်းမှကြီးတဲ့အခါမှာဆိုတော့ဒီနေ့ကျွန်တော်တို့အဲ့ဒီအရာแท้ကနေကျွန်တော်တို့ဒီလွတ်မြောက်ဖို့ရန်အတွက်က နီလန်းတစ်ခုတည်းရှိပါတယ်။အဲ့ဒါကတော့ဘု து အသွေးအားဖြင့်လဲဆိုတော့ယေရှုရဲ့အသွေးအားဖြင့်သာဟာလေလုယာကျွန်တော်တို့ဒီထိုကဲ့သို့သော စီရင်ခြင်းတွေကနေအပြစ်သားအပြစ်ကနေပြီးတော့မှကျွန်တော်တို့ဟာလွတ်မြောက်ဖို့ရန်အတွက်ယေရှုအသွေးကသာလင် လုံလောက်တာ ဖြစ်ပါတယ်။ဟာလေလုယာယေရှုရဲ့အသွေးကတစ်ချိန်တစ်ခါတည်းတည်ခြင်းကကျွန်တော်တို့ တသက်စာလုံးအတွက်လုံလောက်သောအသွေးတော်ဖြစ်ပါれ။ဟာလေလုယာ။သူအသွေးတော်ကိုလက်ခုပ်တီးလက်ချီးမွမ်းကြရအောင်။အာမင်အာမင်ဟာလေလုယာ။ဆိုတော့ကျမ်းစာကိုကျွန်တော်ကြည့်ရအောင်။ယောမအခန်းကြီး9ငယ်10အတူတကွာဖတ်ရအောင်ကျွန်တော်အားလုံးရပြီးသားဖြစ်မှာပါ။ငါတို့သည်အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည် ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာ ပြတော်မူ၏ဟာလေလုယာဒီနေ့ကျွန်တော်တို့ကိုအပြစ်ရှိနေရက်နဲ့အာမင်အပြစ်ရှိနေစင်မှာပဲအပြစ်ရှိနေတဲ့အချိန်မှာပဲခရစ်တော်ကကျွန်တော်တို့ကိုတိတ်ချစ်တဲ့အတွက်ကြောင့်မလို့တဲ့ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူဒီကိုငါတို့အားထင်ရှားစွာပြတယ်ဘလို့အားဖြင့်ပြလေအသေးခံတော်မူခြင်းအားဖြင့်ကျွန်တော်တို့ကိုချစ်တဲ့အကြောင်းပြတာဖြစ်တယ် ဟာလေလုယာဒီနေ့ကျွန်တော်တို့ကိုအဲ့လောက်ချစ်တော်ဖရာဘယ်မှာရှိမလဲဟာလေလုယာဒီနှုတ်ကပတော်ပြင်ဆင်နေစဉ်းစားတဲ့အခါမှာဩဘုရားသခင်ချစ်ချင်းကြီးမားလိုက်တာလို့ကျွန်တော်စဉ်းစားမိပါတယ်အာမင်ကျွန်တော်ရဲ့နော်မပြည့်စုံမှုတွေကျွန်တော်ရဲ့အားနည်းချက်တွေကျွန်တော်ရဲ့အပြစ်တွေငယ်စဉ်ကလှုပ်ခဲတဲ့အရာတွေကျွန်တော်ဘဝလုံးလှုပ်ခဲတစ်ချောင်းလုံးလှုပ်ခဲတဲ့အပြစ်တွေအတွက်ယေရှုကလဝါးကားတိုင်းမှာ အသေးခံလောက်တဲ့အထိငါ့ကိုတိတ်ချစ်ပါလားဆိုကျွန်တော်စဉ်းစားမိတဲ့အခါမှာဘုရားရဲ့ကျေးဇူးတော်အရန်ချီးမွမ်းမိပါတယ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ဆန်နစ်ကူတဲ့ကကြားနေရလို့ယိုးယိုးလေးနဲ့ကျွန်တော်တို့ယိုးနေပြီလားတော့မသိဘူးနော်တခါတည်းကယေရှုအသေးခံတဲ့ငါ့အတွက်လေဘဝကနေမှအသေးခံတာလေ၃ရက်မြောက်တည်းရှင်ပြန်တယ်ထမြောက်တယ်လေဘလို့ခေါ်မလဲပေါ့ပေါ့လေးနဲ့ကျွန်တော်တို့စဉ်းစားနေမိပြီလားမသိဘူးနော်တေချာကျွန်တော်တို့ဒီနေ့ပြန်စဉ်းစားကြည့်ရအောင် ယေရှုရဲ့အသွေးတော်ဘလောက်ထိအောင်ကျွန်တော်တို့ပေါ်မှာပြုတ်ပေးလဲဆိုတာတွေကျွန်တော်တို့ပြန်စဉ်းစားရင်မချီးမွမ်းမဲမနေနိုင်ဘူးနော်ဟာလေလုယာကျွန်တော်တို့ပတ္ထနာတော်ဆုတောင်းနေဆုတောင်းကြတယ်အသွေးတော်နဲ့အသားတော်ဒီအသွေးတော်နဲ့အသားတော်သာမရှိရင်ဟာလေလုယာကျွန်တော်တို့အားလုံးဟာတေချာပေါက်ငရဲကိုသွားရမယ့်သူများဖြစ်တယ်ဓမ္မဟောင်းအရာဆိုရင်နော်အပြစ်လောက်တဲ့သူအပြစ်ရဲ့အခောက်ကိုခံကိုခံရတာဖြစ်တယ်လက်အစာလက်နော် မောင်းမှာဆိုရင်နော်မျက်စိအစာမျက်စိကျွန်တော်ပြန်ပြီးမှခံရတယ်အစာထိုးရတယ်ဒါကဘာကိုပုံဆောင်လဲဆိုတော့ဒီပြညက်ချက်ရဲ့တရားတိုင်းသွားခြင်းကိုပုံဆောင်နေတာဖြစ်ပါတယ်သို့တော်လည်းဒီနေ့ယေရှုခရစ်ကြွလာတဲ့ခါမှာယေရှုခရစ်တော်ရဲ့ခစ်ကိုရောက်လာတဲ့ခါမှာအဲ့ဒီအရာမဟုတ်တော့ဘဲနဲ့မင်းရဲ့ဘားတစ်ဖက်ကိုရိုက်ရင်ကျန်တဲ့ဘားတစ်ဖက်ကိုလည်းပေးပါဦးတဲ့တယောက်နဲ့တယောက်ခွင့်လွတ်ပါတယောက်နဲ့တယောက်ချစ်ပါတဲ့ ဟာလေလုယာမေတ္တာကိုဒီနေ့ယေရှုဘုရားကအဓိကမိမောင်းထိုးပြီးတော့ပုံဆောင်နေတာဖြစ်ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့သင်ဟာအရင်ပြည့်ညက်ထဲမှာမရှိတော့ဘဲနဲ့ယေရှုရဲ့ခြေဆုတော်ထဲမှာလှုပ်ဆောင်ပေးတော်ခြေဆုတော်သူ့ရဲ့လွတ်ချင်းခွင့်ထဲမှာသင်ရရှိတဲ့အခါမှာသင်ရဲ့ကြိုးစားမှုနဲ့မရနိုင်တဲ့အရာတွေသင်ရဲ့လှုပ်ခဲကြိုးစားပေမဲ့မဖြစ်နိုင်တဲ့အဖြစ်တွေများစွာသော သင်ရဲ့မကောင်းသော အရာတွေအားလုံးဟာ ယေရှုလှူဆောင်ပေးခြင်းတည်းမှာအားလုံးအေးပျော်ပြီးပျောက်သွားတာဖြစ်တယ်။ဟာလေလုယာ။ဟာလေလုယာ။ဘလောက်ဝမ်းသာစရာကောင်းလဲနော်။တင်မလှုပ်လို့မဟုတ်ဘူးနော်။တင်လှုပ်နေတယ်။တင်လှုပ်တယ်။အပြစ်ရှိတယ်။တင်မှာရှိတယ်။ဘေးနာသူပြောပါအောင်။မင်းအပြစ်ရှိတယ်နော်လို့ပြောပါအောင်။ကြိုက်မလားတော့မသိဘူးနော်ဘေးရလူ။ဆိုတော့ကျွန်တော်တို့အပြစ်ရှိတယ်။သို့တော်လည်းအမီးတော်ကကြီးတဲ့ခါမှာသင်က ဖြူစင်းပြီးတော့လှနေတယ်။ဟာလေလုယာ ဘာကြောင့်လဲသင်အပြစ်မလုပ်လို့လားမဟုတ်ဘူးဘာကြောင့်လဲယေရှုရဲ့သွန်းတော်မူသောအသွေးတော်ကြောင့်သင်ကဒီနေ့အပြစ်လွတ်ရတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ကောင်းစဉ်ပေးထားတယ်အပြစ်ကျွေးမှလွတ်စေသူဆိုတော့ကျွန်တော်ကျမ်းစာတစ်ခုမှကြည့်ခါမှာအေဖက်ခန်းကြီး1အငယ်10မှာထိုသားတော်ဤအသွေးအားဖြင့်အပြစ်လွတ်တော်မူခြင်းတည်းဟုသောရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏တဲ့ဟာလေလုယာ တားတော်ရဲ့အသွေးအဖစ်ဘာဖြစ်တယ်လဲအပြစ်လွတ်ခြင်းဟာလေလုယာအပြစ်လွတ်ခြင်းယေရှုကိုဘုသူအဖင်ရလဲတားတော်အဖစ်ကျွန်တော်တို့ဒီရရှိတာဖြစ်ပါတယ်အာမင်သင်စူးစမ်းနိုင်မှုသင်ဆယ်ဘုရမန်လို့အလူငယ်များများထဲလို့ဩအမြဲတမ်းပထနာရဆူတောင်းမှာတွားလို့ဖျားเจ้าကိုအမြဲတမ်းအစောဆုံးရောက်လို့အစာရှောင်လို့လုံးဝမဟုတ်ဘူး hallelujah ်ယေရှုရဲ့အသွေးကြောင့်သင်ဟာခမီးတော်ရဲ့အရှိမဖြောင့်မတ်တော်သူဘာမှအပြစ်မရှိတော်သူဖြူစင်တော်သူဖြောင့်မတ်တော်သူဖြစ်ခွင့်ရတာဖြစ်ပါတယ်ဟာလေလုယာလက်ခုပ်တီးပြန်ပြချီးမွမ်းကြရအောင်အာမင်အာမင်ဟာလေလုယာအဘဲကြောင့်ဒီဟူမူကားလူပေါင်းတို့သည်ဒူးစရိုက်ကိုပြု၍ဖီးယားသခင်ရှိတော်၌အသေးပြတ်ကြပြီယေရှုခရစ်ရွေးနုတ်တော်မူသော အားဖြင့်အဖိုးကိုမပေးဘဲဖီးယားသခင်ဂျေဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ကြ၏တဲ့ဟာလေလုယာသင်အဖို့ခပေးเสียလို့လားမလိုဘဲနဲ့သင်ဟာဘုရားသခင်အားဖြင့်ယေရှုသွန်းတော်မူသောအသွေးတော်အားဖြင့်ဒုစရိုက်အဖြစ်သားဘဝကနေလွတ်မြောက်ပြီးတော့မှအဖို့ခပေးเสียမလို့ပဲကျေးဇူးတော်ကြောင့်ဖြောင့်မတ်ခြင်းကိုရောက်ရတာဖြစ်ပါတယ်ဟာလေလုယာဘုရားသခင်နာမတော်ရေးဘုန်းကြီးပါစေကျွန်တော်ကျမ်းစာထဲမှာဒီအရာကိုစဉ်းစားပြီးကြည့်တဲ့အခါမှာဒီမကောင်းသောမိမ့်မပေါ့နော်မာရိဆိုတဲ့မိမ့်မက ပြစ်များစွာရှိတော်သူဖြစ်တယ်။သူ့ကိုယ်သူလည်းသူသိတယ်။ငါဟာမကောင်းသောမိန်းမဖြစ်တယ်။ငါဟာအပြစ်များတော်သူဖြစ်တယ်ဆိုတော့သူသိတယ်။ယေရှုရောက်လာမယ်ဆိုတဲ့အခါမှာသိတဲ့အခါမှာသူဘာလုပ်တယ်လဲဆိုတော့အယံအဖိုးထိုက်သောစီမွေးဘလောက်တောင်နော်တန်ဖိုးရှိလဲဆိုတော့နော်ကျွန်တော်တို့ဒီခစ်အနေနဲ့ပြောမယ်ဆိုရင်တဲ့ယောက်ျားတစ်ယောက်ရဲ့တစ်နှစ်လောက်စာနဲ့ညီမျှတယ်တဲ့ဆိုတော့ကျွန်တော်တို့ ယောက်ျားတစ်ယောက်ကလာစားရမလားမသိတလားဘယ်လောက်ရမလဲ3သိန်းရမယ်3သိန်းရမလားရတယ်နော်တလားမ3သိန်းရတယ်ဆိုတော့တနစ်စားဆိုရင်ဆိုတော့အဲ့ဒီလောက်တန်နဲ့ကြောက်ဖြူနော်စီမွေးခွက်ကို तू ကဝယ်ခဲ့တယ်ဝယ်ခဲ့ပြီးတော့မှဘာလုပ်တယ်လဲဆိုတော့အဲ့ဒါကိုရိုက်ခွဲပြီးတဲ့ခါမှာယေရှုရဲ့အရှိကိုရောက်တဲ့ခါမှာ तू ဟာအဲ့ဒီစီမွေးနဲ့ယေရှုရဲ့ခြေောက်ကိုလိမ့်ပြီးတော့သူ့ရဲ့သပင်နဲ့တုပ်ပေးတယ် လူတွေကအများကြီးကြည့်ရကြတယ်ပြောကြတယ်အပြစ်ပြောကြတယ်ဒီနေ့နော်ဝင်းမကွင်းသားနေမယ်အပြစ်ပြောတဲ့သူကအရှင်တယ်နော်တခုခုဆိုရင်နော်ဆိုတော့သူတပည့်တော်တွေပါပဲယေရှုရဲ့တပည့်တော်တွေဟာမိမမိုက်မဲလိုက်တာနော်တလောက်တံမိုးကြီးတဲ့ကြောက်ပြူကွက်နော်စီမွေးကိုတလောက်နော်တံမိုးကြီးတာကြီးကိုလှုပ်ရသလားခေါင်းလိမ့်ပေးတာဆိုထားလိုက်အောင်နော်ခြေထောက်ကိုသွားလှုပ်ပေးတာဟာမိုက်မဲလိုက်တာ ဲ့ဒီအစားအဲသူကနော်အဲ့မှာဆရာကြီးတွေအများကြီးဘူးနော်ဆရာကြီးတွေအများကြီးဆိုတော့မှအဲ့အစားနော်စင်းသားတွေပေးလိုက်ပါလားအဲဘာလို့လိုက်ပါလားစသည်အပြင်ဝေဖန်ရေးအဖွဲ့တွေအများကြီးပဲဒီຢာလေးကိုကျွန်တော်စင်းသားတဲ့ခါမှာစင်ကျင်တဲ့ခါအများကြီးကျွန်တော်ကိုတိုးထီးတယ်ဒီနေ့အဲ့ဒီအမျိုးသမီးကမာရီကဘာကြောင့်အဲ့လောက်တန်ဖိုးကြီးတာကြီးကိုလောက်ရတယ်လဲဆိုတော့ကျွန်တော်လည်းစဉ်းစားနေတာစဉ်းစားမိတာပေါ့နော်အော်3000ဒေါ်လာကလေးရင်မွေးလေး ဖွဲပြီးတော့ဆင်းရင်လည်းရမှာပါရလောက်ပါလေယေရှုလက်ခံမှာပါပေါ့ကျွန်တော်စဉ်းစားတာပေါ့လေဆိုတော့စဉ်းစားရင်းနဲ့ကျွန်တော်ဘာနာနေလာလဲဆိုတော့ယေရှုဖះရဲ့သူ့ပေါ်မှာသူ့ရဲ့ကြီးမားတဲ့အဖြစ်တွေကို များလွန်းတဲ့အဖြစ်တွေကိုယေရှုဖះလွတ်ပေးခြင်းကိုသူနားလေတဲ့ခါမှာဟာလေလုယာယေရှုဖះလွတ်ပေးနိုင်တဲ့အရာကို तू ကောင်းကောင်းသဘောပေါက်တဲ့ခါမှာသူ့အနေနဲ့ထိုက်တန်တယ်လို့ယူဆတယ်ဟာလေလုယာ ဟာလေလုယာလက်ကောက်တီချီးမွမ်းရအောင်ဒီနေ့ယေရှုပြုပေးတဲ့အရာကပေါ့ပေါ့တန်တန်လေးလို့သင်ထင်ရင်တော့9000လောက်ကလေးပဲဖြစ်မှာပေါ့1000လောက်လေးနဲ့ဖြစ်ဖြစ်မှာပေါ့ဒါပေမဲ့အဲ့ဒီအရာကိုကောင်းကောင်းသင် နားလေတဲ့အခါမှာဒီမျိုးသမီးကမာရိကကောင်းကောင်းနားလေတဲ့အခါမှာဘလောက်ကုံနာတယ် तू ဘလောက်ပြန်ဆက်ရမှာဘလောက်ပတ်စံဘလောက်လက်ချံဘလောက်ရှိလဲဘန်ထဲမှာဘလောက်ပဲခြံတော့မယ်ဆိုတာလည်း तू မသိတော့ဘူး hallelujah ဒီနေ့ယေရှုရဲ့လွတ်ခြင်းခွင့်လွတ်ပေးခြင်းအပြစ်လွတ်ပေးခြင်းအရာကအရန်ကြီးမားတယ်ဆိုတာကိုသင်ကသိတဲ့အခါမှာသင်ချာစဉ်းစားကြည့်မယ်ဆိုရင်သင်မလုပ်နိုင်တာဘာမှမရှိတော့ပါဘူး။ဟာလေလုယာ။ဖခင်အတွက်သင်မလုပ်ပေးနိုင်တာတကယ်တော့ဘာမှမရှိတော့ဘူးနော်။အာမင်။ဖခင်သခင်ကပူကြီးမြတ်တယ်။ဖခင်သခင်ကငါ့ကိုလွတ်ခြင်းခွင့်ကကြီးမြတ်လိုက်တာ။ငါ့ရဲ့များလွန်းလာတဲ့ဒီအပြစ်တွေအတွက်ယေရှုဖခင်လုပ်ပေးနိုင်တယ်ဆိုတာကိုသူသဘောပေါက်တဲ့အခါမှာ ကြီးမားတဲ့စီမွေးဘူးကိုဝယ်ပြီးတော့ခါမှာသူ့ရဲ့ငွေကြေးတွေအကုန်ခံပြီးတော့မှဘုရားယေရှုရဲ့ခြေကိုသဘင်းနဲ့တုပ်လိမ့်ပြီးတော့မှသူကအပြစ်တွေဝင်ချတယ်ဆိုတော့ကျွန်တော်တွေးရတာဖြစ်ပါတယ်။ဟာလေလုယာ။ဒါကြောင့်ဒီနေ့ယေရှုကတင့်အတွက်လှူဆောင်ပေးသောအရာကကြီးမြတ်သေးရဲ့လား။သူလှူဆောင်ပေးခဲ့တာတော့ကြာပါပြီ။နှစ်ပေါင်းများစွာရှိခဲ့ပါပြီ။ဒါပေမဲ့ဒီနေ့သင်မေ့သွားပြီလား။မိမိပျောက်ပျောက်ဖြစ်သွားပြီလား။ ျွန်တော်တို့ပုံမြင်သဘောသဘောလောက်စန်နစ်ကူမှာသင်ရတဲ့နော်ပုံဝိထုတစ်ခုလောက်ပဲကျွန်တော်သဘောထားသွားပြီလားဆိုတော့ကျွန်တော်ဒီနေ့ပြန်စဉ်းစားကြည့်ရအောင်ယေရှုလှုပ်ဆောင်ပေးခဲ့တဲ့အရာကလွယ်လွယ်လေးလှုပ်ဆောင်ပေးခဲ့တာမဟုတ်ဘူးနော်ဟာလေလုယာသူရဲ့သွေးသူရဲ့ချွေးသူရဲ့အသားတွေနာကျင်စွာဒီနေ့ကျွန်တော်တို့ဒီမှာနော်ဆရာခမလို့ဖွဲကကောင်းကောင်းလေးလှက်လာလေးလှုပ်ပေးထားတယ်နော်လောဘခရိုင်နဲ့မာနော် ဝိယုံတော်လေးကြံခဲ့တဲ့အရာလေးကိုကျွန်တော်တို့အမှတ်ရစေဖို့ရန်အတွက်ကျွန်တော်တို့လှုပ်ဆောင်ပေးထားတယ်ယေရှုတင်တယ်နော်ဒီအရာလေးကိုကျွန်တော်တို့ကမြမြတိုးနိုးနဲ့တချို့တွေဆိုရင်လယ်ဆွဲလေးဆွဲကြတယ်အာဟန်ချင်းတွေမှာလောက်ကြတယ်တချို့ဆိုတက်တူးတွေဆိုးကြတယ်ဟလာယေရှုပေါ့နော်ယေရှုအဲ့ဒါထက်ဒီနေ့ကျွန်တော်တို့နှလုံးသားထဲကနေအဲ့ဒီလဝါးကားတိုင်းမှာလှုပ်ဆောင်ပေးခဲ့တဲ့အရာကိုကျွန်တော်တို့တကယ်ယေရှုတင်ဖို့ရန်ရည်ကြီးတာဖြစ်ပါတယ်ဟာလေလုယာကိုယ့်ရဲ့စူးစမ်းမှုငါဘာမ မကောင်းနိုင်ဘူးဆိုတာကိုသင်သိတဲ့အခါမှာသင်ကယေရှုကိုအမြဲတမ်းအားကိုးမှဖြစ်တယ်။ဖျားသခင်ကြောင့်ပဲဆိုတာကိုသိတဲ့လူတွေတိုင်းက အမြဲတမ်းဖျားထဲမှာအမြဲတမ်းရှိတယ်။ဖျားကိုအမြဲတမ်းအားကိုးတယ်ဆိုတော့တွေးရတယ်။ဟာလေလုယာမိသားစုတွေအတိအသင့်ရှိတယ်နော်ကျွန်တော်မတူဘူး။ဖျားကိုတကယ်အားကိုးတဲ့မိသားစုက အားလုံးဘယ်ရာမဆိုဖျားသခင်ကြောင့်ပဲ ဖះကြောင့်ပဲဖះသခင်ပြုတ်ပေးလို့ပဲဆိုတာကိုအမြဲတမ်းပြောတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်ပြောချင်တယ်သင်လုံနိုင်တဲ့အရာသင်အစွမ်းသင်ကြောင့်ဆိုတာဘာမှမရှိပါဘူးအာမင်သင်ကငါကြောင့်ငါလုံနိုင်လို့ငါကြောင့်ဖြစ်တာလို့သင်ကယူဆနေရင်သင်အဲ့ဒီလိုတွေးထင်နေရင်တော့သင်ပိုင်ဆိုင်တဲ့အရာခဏချင်းပျောက်ကွယ်သွားနိုင်တာဖြစ်တယ်ဟာလေလုယာငါလုံးမငါရမှာငါစူးစမ်းမှာငါစူးစမ်းလို့ ငါအစွမ်းကြောင့်ဆိုရင်တော့အဲ့ဒီအရာပေါ်မှာဘုရားကထပ်ဖြည့်ပေးလို့မရဘူးအာမင်အဲ့ဒီအရာပေါ်မှာတင့်ကိုတိုးပွားခွင့်တိုးပွားစေလို့မရဘူးဘုရားသခင်ကဘုရားကြောင့်ဖြစ်တယ်ကိုယ်တော်ယေရှုတင်ပါတယ်အရာရာကိုတော်ကြောင့်ပါကျွန်တော်မိသားစုဒီနေ့စားတောက်နေရတာအိုးကျွန်တော်ကိုဒီအလုပ်ပေးတာကိုတော်ကြောင့်ဖြစ်တယ်ကိုတော်ယေရှုတင်နေဆိုတဲ့အသက်တာကဘုရားသခင်နှစ်သက်တော်တတ်တာဖြစ်ပါတယ်ဟာလေလုယအဲ့ဒီလိုလူရဲ့အသက်တာကိုဘုရားသခင်ကတာကြီးတိုးပွားခွင့်ပေးတယ် ာလလုယာတာရဲ့ကောင်းချီးများစွာပွေးချပေးတာဖြစ်ပါတယ်။ဘာကြောင့်လဲ။သူ့ရဲ့ဂျေဇုကိုနားလည်တော်သူဖြစ်လို့ဖြစ်တယ်။ဒီနေ့ယေရှုလို့ဆောင်ပေးတဲ့အရာကိုသင်နားလည်တယ်ဆိုရင်တော့သင်ဟာဘုရားရှိမှလူရှိမှဘာမှမာနဆိုတာကျွန်တော်မရှိပါဘူး။ဟာလေလုယာ။သင်ကိုတော့တစ်ခါတည်းမှဟိုပြောတယ်ဝေဖန်တယ်တဲ့ကိုနော်လူတွေချိန်ဆဲတယ်မျိုးမျိုးဟိုအထင်လွဲမှုတွေရှိရင်ဆိုရင်တော့မှတင်ဟာပြုံးနေနိုင်ပါပဲ ဟာလေလုယာငါကြောင့်မဟုတ်ဘူးဘာမှမဟုတ်ဘူးအော်ဒါလေးတွေဘာမှမဟုတ်ပါလားဆိုတဲ့နားလေလိမ့်မယ်ဟာလေလုယာဘုရားသခင်ကြီးတို့အကြောင်းကျွန်တော်ကအဲ့ဒီလိုအပိုင်းမှာတော့ကျွန်တော်လုံးဝကိုဘယ်လိုခေါ်မလဲဘာမှမခံစားဘူးကျွန်တော်ကြိုက်သလိုဆဲရတယ်ကြိုက်သလိုပျော်ကြိုက်သလိုဝေဖန်ကြိုက်သလိုကဲ့ရဲ့ကျွန်တော်ဘာမှမနာဘူးခံရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘာမှမထိခိုက်သလိုပဲကျွန်တော်ခံစားတယ်ဘာကြောင့်လဲအော်ဘုရားသခင်ကြောင့်ပဲဟာလေလုယာကျမ်းကျွန်တော်နော်ကျမ်းစာမှာတခု ်တွင်တင်တာရှိရလေမင်းတို့ကိုမပြောခင်ပါပဲလေငါ့ကိုအရင်ပြောတာပါစံစာကယေရှုကတွင်တင်ပေးတယ်ထိုနည်းတူပဲဒီနေ့ကျွန်တော်တို့နားလည်မယ်ဆိုလို့ကျွန်တော်တို့အစွမ်းကြောင်းမဟုတ်ဘူးကျွန်တော်တို့ကြောင့်ကျွန်တော်တို့ဆိုတာဘာမှမဟုတ်ဘူးဆိုတာကျွန်တော်နားလည်တဲ့ခါမှာဘသူကဘလိုပဲပါပြောပြောဘသူကဘလိုပဲဝေဖန်ဖန်အိုးဖခင်ကြောင့်ပဲဖခင်သခင်ပဲဆိုပြီးမှသင်ကဖခင်ထဲမှာငြိမ်သက်စွာနေနိုင်မှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဖခင်သခင်နာမတော်ကြီးဘုန်းကြီးပါစေ ဒါကြောင့်ယေရှုကကျွန်တော်တို့ကိုတွင်တင်ခဲ့တယ်။ပတ္ထနာတော်ထဲမှာကျွန်တော်တို့ဘယ်လိုဆူတောင်းဖို့တွင်တင်လဲ။သူတစ်ပါးသည်အကျွန်ုပ်တို့ကိုပြင်မာသောအပြစ်များကိုအကျွန်ုပ်တို့သည်လွတ်တကယ်သို့အကျွန်ုပ်တို့၏ပြင်များကိုလည်းလွတ်တော်မူပါ။ဟာလေလုယာအရေးကြီးတယ်နော်။ဒီຢာကလည်းအရေးကြီးတယ်။ဒီနေ့ကျွန်တော်တို့ရဲ့အပြစ်တွေကိုလွတ်ချင်ပါလို့ရမှာလေ။သူတစ်ပါးအပြစ်ကိုလွတ်ရမယ်။သင်ပေးလိုက်တဲ့ဆူတောင်းခြင်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ းတန်ဖိုးထားစေခြင်း ਨੇ အာမင်လိုက်လျှောက်စေခြင်း ਨੇ ဟာလေလုယာသင်ကသူများရဲ့အပြစ်သူများရဲ့အာနေချက်သူများမပြည့်စုံမှုကိုတော့ကျွန်တော်တို့လူတွေမြင်ကြပါတယ်ကျွန်တော်မြင်တတ်တယ်လွယ်တယ်ဥမာဒီမှာနုနေရဲ့အာနေချက်ဘာလေးပြောပါအောင်ဆရာကိုနိုင်ဆိုကျွန်တော်တန်းစီပြောနိုင်တယ်ဒီနေ့ယေရှုကတော့ဒီလိုမဟုတ်ဘဲနဲ့မင်းရဲ့အပြစ်တွေကိုလွတ်စေခြင်း ਨੇ ဆိုလို့ရှင်တော့ဘာလဲသူတပားရဲ့အပြစ်ကိုလွှတ်ရမယ်တဲ့ဟာလေလုယာ သူတို့ဘောင်းမှာတင်တတ်မှတ်ထားတဲ့အရာတွေသူတို့ဘောင်းမှာတင်ချီနှောင်ထားသောအရာတွေအပြစ်တွေကိုတင်လွတ်ကိုလွတ်ရမယ်အာမင်ဒါလေးတော့ခြံထားအောင်မယ်နော်ဒါတော့ဒီဘိုင်းကိုလွတ်ပေးလိုက်မယ်ကျွန်တော်ဟိုတခါဖြစ်တဲ့ကိစ္စဆိုတော့နည်းနည်းကြာပြီးတော့ဒီဘိုင်းကိုလွတ်လိုက်မယ်နော်ဒီဘိုင်းကတော့မိနစ်တစ်နည်းမှဖြစ်တာဆိုတော့နည်းနည်းလေးခဏလေးတင်ထားလိုက်အောင်မယ်ဒါတော့မလွတ်နိုင်သေးဘူးနော်နောက်နည်းနည်းစဉ်းစားအောင်မယ်ယေရှုနော်နည်းနည်းစဉ်းစားအောင်မယ်အဲ့လိုမရဘူးဟာလေလုယာလွတ်ပြီးဆိုမှတော့ကျွန်တော်အားလုံးလွတ်ရမယ် <coughs> 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 အာမင်ဟိုတနစ်ကဟာယောဟိုငါးနှစ်ကဟာယောမနေ့ရက်လက်လက်ဆက်ဆက်ကိုကျွန်တော်လွတ်ကိုလွတ်နိုင်ရမှာဖြစ်တယ်အာမင်အဲ့ဒီလိုလွတ်တဲ့အခါမှာဗါရလေကျွန်တော်ရဲ့ပြမသောဖြစ်တယ်ကိုလည်းယေရှုကလွတ်ပေးมาဖြစ်တယ်တာကြောင့်မလို့ယေရှုသွန်သင်ပေးသောဆူတောင်းခြင်းကိုကျွန်တော်မမေ့လျော့ဖို့အရေးကြီးပါတယ်မာထဲအခန်းကြီး၁၈အငယ်၂၃၂၃နဲ့၃၅ အဲ့မှာဘာတွေ့ရလဲဆိုထို့ကြောင့်ကောင်းကင်နိုင်ငံသည်တော်သည်မိမိကျွန်များတို့ကိုစည်ရင်ယူခြင်းကအလိုရှိသောမင်းကြီးတူဦးနဲ့တူ၏စည်ရင်ယူခြင်းတွင်ငွေခွက်တသိန်းအကျွေးတင်သောသူတယောက်ကိုရှေ့တော်သို့ဆောင်ခဲ့ကြ၏ထို့သူသည်ကျွေးဆက်ရန် မရှိသောကြောင့်ကိုမစာ၍တာမယံဥစ္စာရှိသည်များတို့ကို ရောင်း၍ကျွေးကိုဆက်စေဥသူ၏တခင်စည်ရင်၏တဲ့ကဲအဲ့မှာတထေးကြီးကစည်ရင်ယူတဲ့အခါမှာဒီကောင်အကျွေးတွေအများကြီးနေပြီနော် ငွေအခွက်တသိန်းတောင်အကျွေးတင်နေပြီအရန်များနေပြီအဲ့တော့ကဲမရဘူးဆက်ကိုဆက်ရမယ်မင်းမှရှိတဲ့သားမယားဥစ္စာတွေအကုန်ရောင်းကွာနော်မိမတော်ရောင်းခိုင်းတာနော်အကုန်ရောင်းရောင်းပြီးတော့ငါစီဆက်ကိုဆက်ရမယ်ဆိုပြီးတော့မှအမိန်ထုတ်လိုက်တယ်အဲ့ခါမှအဲ့ဂျွန်ကလည်းဟာမလုပ်ပါနဲ့သခင်ကြီးရဲ့နော်ရှင်ရဲ့သခင်ရဲ့ကျွန်တော်ကိုတနာပါအောင်ကျွန်တော်ကိုဒီးခံပါအောင်ဗျာကျွန်တော်တကယ်ဆက်မှာပါဒီတစ်ခါစိတ်ချ ွေးရှိသမျှကိုကျွန်တော်ဆက်ပါမယ်လို့အချိန်ချင်းသူကနူးညွတ်တောင်းပန်တဲ့အခါမှာသခင်ကြီးကဟုတ်ပြီကျွေးရှိသမျှကိုဆက်ပါမည်လျှောက်ရင်သူ၏သခင်သည်တနာခြင်းစိတ်ရှိသဖြင့်ကျွေးရှိသမျှကိုလွှတ်၍ချမ်းသာပေးလေ၏တဲ့ကျွန်တော်ထင်ပါတယ်နော်ဒူးတွေပဲထောက်ပြီးတော့သခင်နော်အဲ့ဒီသခင်ရဲ့ဒူးတွေပဲဖတ်ပြီးတော့သူမျက်ရည်ကျပြီးတကယ်တောင်းပန်လိုက်မလို့ကျွန်တော်ယုံကြည်တယ်နော်အဲ့လောက်ဒီဖြစ်လာတဲ့အခါမှာတောင်းပန်တဲ့အခါမှာသခင်ကကြတော့တနာခြင်းစိတ်ရှိသဖြင့်ကျွေးရှိသမျှကိုလွှတ်၍ချမ်းသာပေးလေ၏တဲ့ ဒါပေမဲ့အဲ့ဒီဟာဆက်ကြည့်တဲ့အခါမှာထိုကျွန်းသည်ထွက်သွား၍မိမိငွေဒေနာဤတရာချွေးတင်သောကျွန်းချင်းတယောက်ကို တွေ့လျင်လေဘင်းကိုကန်ညှိ၍ငါငွေကိုဆက်ပါလောက်ဆို၏တဲ့ကဲအခုလေးတင်မဲ့နော်သူရဲ့တခင်ကသူရဲ့အပြစ်ရှိသမျှတွေအကျွေးရှိသမျှတွေအားလုံးကိုရှော်ပေးပြီးတော့နော်လွတ်ပေးလိုက်တာကဲဟုတ်ပြီသွားတော့အဲ့ဆိုလဲမင်းအဲ့လိုသွားနေတဲ့အချိန်မှာပဲသူလမ်းမှာဘာတွေ့လဲဆိုတော့သူ့စီရနဲ့အကျွေးယူရနောက်တစ်ယောက်ကိုသူတွေ့တယ် အဲ28မှာနော်ထိုကျွန်းဒီထွက်သွားရတဲ့မိမိဒေနာရီ တရာကျွေးတင်သောကျွန်းချင်းတယောက်ကိုတွေ့ရင်လယ်ဘင်းကိုကန်ကြီး၍ငှငွေကိုဆက်ပါလောက်ဆို၏ထိုကျွန်းချင်းသည်ကျွေးရှင်ဤခြေရင်း၌ပြတ်ဝတ်လျက်ကျွန်တော်ကိုတီးခံတော်မူပါကျွေးရှိသည်များကိုဆက်ပါမိဟု တောင်းပန်တော်လေတဲ့ငွေရှင်သည် နားမထောင်ဘဲတွား၍ကျွေးကိုမဆက်မီတိုင်အောင် သူ့ကို ထောင်ထဲမှလှောင်ထား၏ဘလောက်တောင်ရက်ဆက်တော်သူဖြစ်လဲဆိုတော့ကျွန်တော်တွေ့ရတယ်နော် ူရဲ့အဖြစ်ကိုတော့တထေးကြီးကလွတ်လိုက်ပြီးတိုးတော်လဲသူရစရာရှိတဲ့သူတခြားသောသူအကျွေးရှင်ကိုတွေ့တဲ့ခါမှာသူကဘာလုပ်လဲဆိုတော့ထောင်မရရအောင်နှိပ်ဆက်ပြီးတော့မှလယ်ဘင်းညှက်ပြီးတော့မှသူ့ကိုထောင်ထဲမှာထည့်တယ်သူအကျွေးကိုမပေးမချင်းထောင်ထဲကနေမလွတ်ဘူးဆိုပြီးတော့မှအဲ့လိုလုပ်တယ်ဆိုတော့တွေ့ရတယ်ထိုမှုရာကိုအခြားသောကျွန်ချင်းတို့သည်မြင်လင်အလွန်နာကြီးသောစိတ်နှင့်တွား၍ပြုလေသမျှတို့ကိုမိမိသခင်၌ ကြားလျှောက်ကြ၏အဲ့ဒါကိုတွေ့သွားတဲ့အခါမှာဟိုငယ်သားတွေကမနေနိုင်တော့ဘူးနော်ဟာအဲ့လောက်တောင်ရက်ဆက်တာတလောက်တောင်ရက်ဆက်တဲ့လူနော်ငါတို့သွားတိုင်မယ်သူကသခင်နဲ့သူသွားတိုင်တဲ့အခါမှာအာထိုခါသခင်သည်ထိုအကျွန်းကိုခေါ်၍ဟဲဆိုးညစ်သောကျွန်းတင်သည်ငါ့ကိုတောင်းပန်သောကြောင့်တင်၌တင်သည်မြသောချွေးကိုငါရှင်းလင်းစေ၏ငါသည်တင့်ကိုတနာတကဲ့သို့တင်သည်လဲကျွန်းချင်းကိုမတနာအပ်တော်ဟုဆိုလျက် အမျက်ထွက်၍ကျွေးရှိသည်များကိုမဆက်မီတိုင်အောင်အာနာသားတို့လက်ကိုအပ်လေ၏ကိုကိုလွတ်ပေးလိုက်သောသခင်ရဲ့ယေရှုသူ့ရဲ့မျက်နှာမှာမထောက်ဘဲနဲ့အဲ့ဒီဟာကိုမတရားလွန်းတဲ့အခါမှာသွားတိုင်တဲ့အခါမှာတထေးကပြန်ခေါ်တယ်အဲ့ကောင်ပြန်ခေါ်ခဲ့နော်အဲ့လောက်တော့ဆိုးတဲ့ကောင်မင်းကငါတနာလို့ဒီလောက်လွတ်ခွင့်ပေးတာမင်းကတော့အဲ့လောက်တော့ရက်ဆက်တာသူတစ်ပါးပေါ်မှာနော်သူတစ်ပါးပေါ်မှာကျတော့မင်းကပြန်မခွင့်လွတ်နိုင်ဘူးအဲ့တော့သွားသူ့ကိုအကျွေးမဆက်မချင်း ာနာသားတွေလက်ကိုအပ်လိုက်တယ်ဒီနေရာမှာကျွန်တော်ဘာကြည့်ဘာစဉ်းစားမိလဲဆိုတော့ဒီနေ့ကိုယ့်ပေါ်မှာလွတ်ပေးသောအရာကိုယေရှုတင်တဲ့ဖို့အရန်ရည်ကြီးတယ်ဟာလေလုယာသင်ကိုလွတ်ပေးသောသူသခင်ကဒီနေ့ကျွန်တော်တို့ကိုလွတ်ပေးလိုက်ပြီကျွန်တော်တို့အပြစ်ရှိသမျှသင်မကောင်းဘူးမှန်တယ်သင်မပြည့်စုံဘူးမှန်တယ်သင်အားနည်းချက်တရားတရားရှိတာမှန်တယ်အဲ့ဒီအရာတွေကိုဒီနေ့သခင်ကကျွန်တော်တို့ကိုလွတ်ပေးပြီးပြီ ဟာလေလုယာသင်ဟာလွတ်မြောက်သွားသူဖြစ်သွားပြီအာမင်အာမင်တခင်ကသင်ရဲ့အပြစ်ရှိသမျှကိုငါမင်းကိုရှိသမျှအတွက်ငါတေခံပြီးပြီငါရဲ့အသွေးတော်နဲ့မင်းတို့ဆေးကြောပြီးပြီမင်းတို့ဖြူစင်သောသူဖြောင့်မတ်သောသူဖြစ်သွားပြီဟုတ်ပြီအဲ့ဒါဆိုရင်ဒီနေ့ကျွန်တော်တို့အဲ့ဒီအရာကိုနားလည်ရဆိုရင်ကျွန်တော်တို့တခြားသောသူများအပေါ်မှာကျွန်တော်တို့ဘာလို့မခွင့်လွှတ်နိုင်တယ်လဲ hallelujah ဒီအရာကိုကျွန်တော်ဒီနေ့စဉ်းစားစီခြင်းပါတယ်ယေရှုပေးသောလွတ်ခြင်းကိုသင်ကရရှိပြီး ဝမ်းသာလွန်းလို့ကျေးဇူးတင်လွန်းလို့အိုးတင်မျက်ရည်လည်းကြာကောင်းကြပါလိမ့်မယ်။ဖျားရှိမှဝမ်းအိုးအရင်လည်းကျေးဇူးတင်ပါလိမ့်မယ်။သို့တော်လည်းဒီနေ့တင့်ရဲ့ညီကိုချင်းပေါ်မှာတင်ဒီနေ့အပြစ်မလွတ်သေးဘူးဆိုရင်တော့မဟုတ်သေးဘူး။ဟာလေလုယာ။ဒီနေ့စဉ်းစားကြည့်ရအောင်။ငါဘုသူ့ပေါ်မှာဘယ်လိုချီနှောင်ထားခဲ့တယ်လဲ။ဘုသူ့ကိုတော့ငါဘယ်တုန်းကဆိုပြီးတော့မှမလွတ်ဖဲစိတ်ထဲမှာအညိုးတွေအတေးတွေထားခဲ့ဘူးတယ်လဲ။စဉ်းစားကြည့်ရအောင်။ ယေရှုရဲ့လွတ်ခြင်းခွင်တင့်ကိုပေးတော်လွတ်မြောက်ခြင်းခွင်သူ့ရဲ့အသွေးနဲ့တောင်ရွေးဝယ်ပြီးတော့မှတင့်ကိုလွတ်ပေးလိုက်တော်အဖြစ်အဖြစ်သားဘဝအဖြစ်ကြီးကျွံဘဝကနေတင့်ကိုလွတ်မြောက်ခွင်ပေးပြီးပြီဒီနေ့ခြားတော်သူတင့်ရဲ့ညီအကိုပေါ်မှာတင့်ဒီနေ့လွတ်ပြီလားခုနကသခင်လိုပဲတင့်ကိုတော့ယေရှုကလွတ်ပေးမဲ့တခြားလူကတော့တင့်မလွတ်နိုင်ဘူးခွင့်မလွတ်နိုင်ဘူးဒီကောင်ကတော့ချမယ်ဆိုတဲ့လူများ သင်ဖြစ်နေမလားဒီနေ့ကျွန်တော်တို့စဉ်းစားရအောင်ကိုယ့်ရဲ့တရားကိုဆင်ခြင်ကြည့်ရအောင်ကျမ်းစာမှာလည်းကျွန်တော်တို့ကိုပထနာတော်မှာကုနာပြောသွားသလိုပဲသွန်သင်တယ်ဒါကြောင့်ကျွန်တော်တို့ကိုသွန်သင်ပေးတာပါသူတပားရဲ့အပြစ်ကိုလွတ်တဲ့အခါမှာမင်းတို့ကအပြစ်လွတ်မယ်လို့ကျမ်းစာမှာကျွန်တော်တို့ပထနာတော်မှာဆုတောင်းခိုင်းပါတယ်ဟာလေလုယာဒါကြောင့်မလို့အပြစ်လွတ်ခြင်းကအရန်ရေးကြည့်ပါတယ်ကိုကိုကိုအတိဆုံးပါသင်ဟာအပြစ်နဲ့ပြည့်နေတော်သူဖြစ်တယ် သင်မကောင်းသောသူဖြစ်ပါれသင်ကောင်းအောင်ကြိုးစားပေမဲ့သင်မကောင်းနိုင်ပါဘူးအဲ့လိုတိလို့လဲယေရှုဒီနေ့အသေးခံပေးသွားတာဖြစ်တယ်ဟာလေလုယာလဝါကတိုင်းမှာအသွေးနဲ့ရွေးပြီးတော့မှသင်ကိုချစ်တော်ယေရှုဖျားဖြစ်ပါれဒါဆိုရင်ဒီနေ့ကျွန်တော်တခြားသောသူကျွန်တော်ညီကိုချင်းကိုဒီနေ့ကျွန်တော်အပြစ်လွတ်နိုင်ပြီလားစဉ်းစားကြည့်အောင် ယေရှုပြုကျွန်တော်ပေါ်မှာပြုတဲ့မေတ္တာကကြီးမားတဲ့ခါမှာအဲ့ဒီမေတ္တာကကျွန်တော်သူတို့ဘာကိုပြန်စည်းစင်းစေတာဖြစ်ပါတယ်ယေရှုဖခင်လိုလိုချင်တာဒီမေတ္တာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီနှလုံးသားဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တင့်ကိုလွတ်ချင်းခွင့်ပေးတော်တင့်ကိုအပြစ်လွတ်ပေးသောအရှင်ရဲ့မေတ္တာကိုတင့်တကယ်ခံစားရတယ်အရိယာအတွက်တကယ်ဝမ်းသာတယ်ကျေးဇူးတင်တယ်ဆိုလို့ရှိရင်ဒီနေ့တင့်ရဲ့ညီအကိုပေါ်မှာတူးတူးတယောက်ပေါ်မှာတင့်ဒီနေ့ချီနောင်တဲ့အရာတွေရှိရင် ရေကျွန်တော်ဖြည့်လို့ရအောင်